လာရှိုးထောင်ကြီးပောက်ပြီးတော့အကျဉ်းသား2000ကျော်လွတ်မြောက်သွားရတဲ့အကြောင်းရင်းလေးကိုကျွန်တော်ကပြောပြပေးသမှဖြစ်ပါတယ်။ဟုတ်ပြီအမ်ပြောခင်းဆိုတော့ကျွန်တော်ကစပြီးတော့စကားဆက်သမှာမယ်။ကျွန်တော်တို့ဒီထောင်မပောက်ခင်နှစ်ရက်အလိုမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီထောင်လေးကိုဒီလက်လက်ကြီးကြီးကြရပေါ့နော်လက်လက်ကြီးကြီးကြရတယ်ပြီးတော့ဒီအကျဉ်းသားတွေကိုမှန်တယ်ပေါ့နော်အဲ့ချိန်တော့ဆိုရင်ကျွန်တော်တို့က ဒီအကျဉ်းသားအမှန်မီဟိတ်ဆိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အဆောင်တွေးရလောက်ဝင်ပါတော့အပြင်ကသူတွေလောက်ဝင်ပါတော့ဆရာတို့ရေပေါ့နော်ကျွန်တော်ဒီထဲမှာ black net မှန်သွားတဲ့လူတွေရှိတယ်ဒီဘုံစမှန်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမှန်နေဆိုအော်လိုက်တယ်အော်လိုက်ပြီဆိုသူတို့ဘာဖြစ်လဲဆိုအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့1029စစ်စင်ရေးမှာလာရှိုးထောင်ဘလို့ပောက်ခဲ့လဲဆိုတာထောင်ပေါက်မှုနဲ့အတူလွတ်မြောက်လာတဲ့အလင်းသခင်မှပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ ဟယ်လိုအားလုံးမင်္ဂလာပါအဲအခုအားလုံးသူကျင်ကြတဲ့အပိုင်း၅ပေါ့နော်ဒီအပိုင်း၅ဒီကျွန်တော် ထောင်ကနေပြီးတော့ဘယ်လိုမျိုးထွက်ပြေးလာလဲထောင်ကနေပြီးတော့ဘယ်လိုမျိုးလွတ်မြောက်လာတယ်လဲပေါ့နော်ပြီးရင်လာရှိုးထောင်ကြီးပောက်ပြီးတော့အကျဉ်းသား2000ကျော်လွတ်မြောက်သွားရတဲ့အကြောင်းရင်းလေးကိုကျွန်တော်ကပြောပြပေးသမှဖြစ်ပါတယ်။ဟုတ်ပြီအမ်ပြောခင်းဆိုတော့ကျွန်တော်ကစပြီးတော့စကားစာတမမယ်။ကျွန်တော်တို့ဒီ ထောင်မပေါက်ခင်နှစ်ရက်အလိုမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီထောင်လေးကိုဒီလက်နက်ကြီးတွေကြားရပေါ့နော်လက်နက်ကြီးတွေကြားတယ်ပြီးတော့ဒီအကျဉ်းသားတွေကိုမှန်တယ်ပေါ့နော်အဲ့အချိန်တုန်းကဆိုရင်ကျွန်တော်တို့ကဒီအကျဉ်းသားအမှန်မီဟိတ်ဆိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အဆောင်တွေးရလောက်ရတယ်ပေါ့နော်အပြေရသူတွေလောက်အော်ရတယ်ပေါ့နော်ဆရာတို့ရေပေါ့နော်ကျွန်တော်တို့ဒီထဲမှာလက်နက်မှန်သွားတဲ့လူတွေရှိတယ်ဒီဘုံစမှန်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမှန်တဲ့ဆိုအော်လိုက်တယ်အော်လိုက်ပြီဆိုရင်သူတို့ဘာဖြစ်လဲဆိုအဲ့ဒီ ဒီတက်ဆိုင်ရာဒီဝန်ထမ်းတွေလာပြီးတော့ဗောနော်အဲမဆိုင်တဲ့သူတွေကဘေးကိုကက်မှန်တဲ့သူတွေကဒီတကားရှိမှလာထိုင်ပေါ့နော်ကျွန်တော်အဆောင်တကားရှိမှတော့ပြီးထိုင်ရတယ်အဲ့လိုမျိုးထိုင်ပြီးသွားပြီးဆိုရင်သူတို့ကဒီဒဏ်ရာရတဲ့သူတွေဒီလက်နက်ကြီးမှန်သွားတဲ့သူအလုံးသူတို့ကစေယုံဆောင်ကိုခေါ်ရတယ်စေယုံဆောင်မှာသူတို့ကကုသပေးရဗောနော်အဲကုသပြီးသွားပြီးဆိုရင်သူတို့ကအဲအမြကုသတာဗောနော်အမြကုသပြီးသားဆိုတော့ပြန်လာတယ်အဲ့ချိန်မှာကျွန်တော်တို့သတင်းစာလေးဘာကြားရလဲဆိုတော့ကျွန်တော်တို့ဒီအဆောင်ကနေပြီးတော့မှန်တဲ့သူတွေကကျွန်တော်တို့ဘာကြားရဆိုတော့အဲ့ဒီစေယုံဆောင်မှာတဲ့ အဲဆရာဝန်တွေမရှိတော့ဘူးပေါ့နော်ဒီထောင်သားအချင်းအချင်းချင်းတွေကပေါ့နော်ဒီဆေးမှုနဲ့အဆေးမှုဆောင်တို့မှာ ဟိုဆရာဝန်ပေါ့နော်ဆရာဝန်တွေကနေပြီးတော့ပေါ့နော်ဒီထောင်ကျထားရပေါ့နော်ဒီစေးမှုတွေပေါ့အဲသူတို့တွေကပဲကုပေးနေရတာပေါ့နော်သူတို့တွေကလုပ်ပြရပေါ့ဒီထောင်မှာရှိတဲ့ဝန်ထမ်းတော်တော်များများမတွေ့ခဲ့တော့ဘူးပေါ့အဲအဲ့ဒါတော့ထောင်မပေါက်ခင်နေရအလိုမှာအဲ့ဒါတွေကြားခဲ့လေရရပေါ့နော်အဲကြားပြီးတော့ကျွန်တော်တို့အဲ့ဘလိုဖြစ်တော့လက်နဲ့ကြီးတွေကအရင်နေ့ထက်ပို့ပြီးတော့စိုးလာတယ်ပို့ပြီးတော့ကျလာတယ်လက်ဆက်ကိုကျတာအဆောင်တန်းရောကျလာတယ်အခြားအဆောင်တွေတော်တော်များများကျလာတယ်ခဏခဏမှခဏခဏမှဒါပေမဲ့အဲ့ထောင်ပွင့်တဲ့နေမှာပဲ မမရရပဲအဲကျွန်တော်တို့မနက်ခင်းစောကြီးဒီအဆောင်တကားအရင်ဆိုစောစောဖွင့်တယ်အဲ့ဒီဖြစ်ချင်တော့ရှင်းတယ်လားဖွင့်တယ်ဖွင့်ပြီးတော့ထမင်းယူပေါ်ယူပြီးအမြန်စားပေါ်တော့ထမင်းယူတော့မှရှိတယ်ထမင်းတော့မစားလိုက်ရသေးဘူးလက်နက်ကြီးကပြန်ကြပြန်အောင်အကျွန်တော်အထက်ကိုပြန်ဝင်ရတယ်ပြန်ဝင်တဲ့ချိန်မှာပဲအဲ့ဒီမှာပဲကျွန်တော်တို့ကဘာလို့ကလဲဆိုတော့ကျွန်တော်တို့ကဒီလက်နက်ကြီးကမှန်တော့မှာဆိုတော့ဘယ်လိုမှမတက်နိုင်တော့အဲ့တော့အောက်ကကြမ်းငင်းတွေကိုလှမ်းလှမ်းပြီးတော့ကြမ်းငင်းအုပ်နေအောင်မှီရပါတော့ဒီစားတစားလေးအုပ်နေအောင်မှီမှီပြီးတော့အဲ့ကြမ်းငင်းအောက်ချပါတော့နေရတယ်အဆောင်ပေါ်လက်နက်ကြီးတွေက ဘယ်လိုဘယ်နဲ့လုံးတော့ရှိမှန်းမသိဘူးမရည်တွက်နိုင်အောင်ကြာတာကြာပြီးတော့ဖြစ်ချင်တော့ကျွန်တော်တို့ကဒီအောက်ကကျန်းကင်းတွေကိုလှန်ပြီးတော့နေရဆိုကျန်းကင်းတွေကိုလာမှန်းချို့ဆိုဒီကျန်းကင်းဂျားတွေကလာမှန်ပြီးတော့လူတော်ရှိတယ်အဲ့ဒီမှာကျွန်တော်အော်တယ်ဆရာတို့ရေပေါ်တော့ဒီမှာမှန်တဲ့သူရှိတယ်လက်နေကြီးမှန်ကုန်ပြီဆိုပေမဲ့ဘယ်သူမှလမ်းဖွင့်တော့အဲ့နဲ့ကျွန်တော်တို့အဆောင်မေးလာဆိုမဟုတ်ဘူးတခြားဝန်းနေတခြားဆောင်နေလားအော်တယ်ဆရာကြီးဒီမှာလူသေးပြီလူသေးပြီလို့အော်တယ် ဘာမှမဖွင့်တော့ဘာမှမထူးတော့ဘူးအရင်ဆိုရင်အဲ့လိုမျိုးပေါ့နော်အွန်လိုက်ပြီဆိုရင်ဒီဆရာတွေကဒီဝန်ထမ်းတွေကပေါ့နော်အမြတ်အမြတ်ပြေးပြီးတော့သွားကြရပေါ့နော်အဲ့ဒီထံပေါ်တော့နေကသူကသူကဘာမှမလာတော့ အမေအားတော့ထူးဆန်းနေပြီအမေမကြောက်ဘူးကျွန်တော်တို့ဒီအဲနှစ်ထပ်တိုက်ပေါ့နော်ဒီနှစ်ထပ်ဆောင်ဝန်းကနေပြီးတော့ဘာဖြစ်လာလဲဆိုတော့အတန်နေကြားလာပေါ့နော်အဲဆရာတွေမရှိတော့ဘူးပြေးကုန်ပြီပြေးကုန်ပြီဆိုပြီးတော့အဲ့လိုမျိုးအတန်နေကြားလာပြီးတော့သူတို့ကနေပြီးတော့အဲ့အဲ့ဒီနှစ်ထပ်ဆောင်ကနေပြီးတော့သူတို့ဒီသူတို့ရဲ့အဆောင်တွေကိုဖျက်ပြီးတော့စပြီးတော့ထွက်တယ်ပေါ့နော်ထွက်ပြီးတော့သူတို့ကဒီတခြားဝန်းတွေတခြားဝန်းတွေကတော်တွေကိုဖျက်ဖျက်ပြီးတခြားအဆောင်တွေကိုတော်တွေလိုက်ဖျက်ဖျက်တခြားဝန်းကိုဖျက်ပြီးတော့အဲ့မေအဲ့ချိန်မှာကျွန်တော်တို့အဆောင်ကလည်းကျွန်တော်တို့၅ဆောင်ပေါ့ကျွန်တော်တို့အဆောင်ကလည်းပဲကျွန်တော်တို့ထွက်လိုက်တဲ့အချိန်မှာဟုတ်တာပေါ့ထောင်ကြီးကလည်း ဘယ်လိုပြောမလဲဒီပက်ပက်လဲပေါ့နော်အကုန်လုံးမီးကိုလုံးကြီးမီးကိုလုံးကြီးတွေပေါ့နော်ဒီမီးတွေလောင်ပြီးတော့နော်အကုန်လုံးမီးကိုလုံးကြီးကောင်လုံးကိုတကယ်ကိုဘယ်လိုမှမလဲဒီဇွန်ဘီဇွန်ဘီကားလိုမျိုးလေးလုံးဝအဲ့လိုမျိုးဖြစ်ပြနေရဟာအဲ့ဒါနဲ့အားလုံးကဘာဖြစ်လဲဆိုတော့အဲ့မဲ့ဘလို့ဖြစ်လဲဆိုတော့အဲ့မဲ့အားလုံးကုံဝိုင်းပြီးတည်နေမှာဆရာရတကယ်မရှိတော့ဒါပေမဲ့အဲ့ဒီဘူဝပေါ်မှာဘူဝတော်တော်မြင့်နေတယ်အဲ့ဒီရဲ့ main တကားဝိုင်းပေါ်တော့ဘူဝရဲ့ပုံကနေပြီးတော့ကျွန်တော်တို့တက်နေလိုက်ပြတယ်ဗာဒီဘာ တော်ဒီစနိုက်ပါလာပါမြွှေရွှေရွှေဆိုအဲ့အတန်အောင်ကြားတယ်အဲ့ပြီးတော့ကျွန်တော်ဟာမရဘူးအာပီပီပီပုံတော့အပြန်ဝင်ပေါ်မှာပြောင်းကျွန်တော်အုံနေတယ်ပြီးကက်ပုံနေရတယ်အဲ့ဒီအထက်ကနေထွက်ဖို့အတွက်ကိုဒီဝန်းထဲကထွက်ဖို့အတွက်ကိုအဲ့ဒီတကားဝါကြီးရောက်ဖို့အတွက်ကိုအပွားနေပစ်နေလို့ဆိုပြီးကျွန်တော်တို့ပြန်ပုံရတယ်ပုံပြီးတော့ကျွန်တော်ဖိဖိချင်းဖိဖိချင်းတော်တော်တော်ပြီးဖိဖိကက်သွားတယ်ဗျာနော်သူတို့တွေဟိုအပြင်ကိုပြစ်လိုက်ဒီအထက်ကိုပြစ်လိုက်အပြင်ကိုပြစ်လိုက်အကျဉ်းသားကိုပြစ်လိုက်အပြင်ကိုပြစ်လိုက်အကျဉ်းသားကိုပြစ်လိုက်လုပ်နေချိန်မှာကျွန်တော်တို့ရောက်ကက်သွားပြီးတော့တကားအောက်ရောက်နေချိန်မှာကျွန်တော်တို့တကားကိုရိုက်ဖွင့်နေချိန်မှာ သူတို့အပေါ်ကပြစ်ချတယ်ပြစ်လိုက်လို့ဆိုပြီးတော့ကျွန်တော်ဒီအောက်မှာတကားဖွင့်တဲ့အကျဉ်းသားတွေပေါ့နော်တည်ပါရဲ့သူတွေလည်းရှိတယ်အဲဘယ်နည်းလဲဆိုတော့မမှတ်မိတော့ပေါ့နော်ပြီးလက်နဲ့မဲ့လည်းလို့ရှိကျွန်တော်လည်းငူနေနဲ့ကြာပါမမှတ်မိတာအဲ့လိုမျိုးဟာတွေတည်ပါရဲ့သူတွေရှိရဲ့အချိန်မှာပဲသူတို့ကဆက်တော့မပြစ်တော့ဘာလို့အကျဉ်းသားဥရရံများလာဘာလို့သူရှိဒီမှာအကျဉ်းသားတွေကတကားဝါနောက်ရောက်လာပြီဆိုတော့သူတို့ဆက်မပြစ်တော့မပြစ်ဘူးသူတို့အပြင်ရောပြစ်တာပြစ်မှအဲ့မှာတကားကိုတကားကြီးတော်ဖွင့်ရခဲ့တယ်ဘာလို့ဆိုတော့သူကတန်တကားအထူးကြီးလေအထူးကြီးကိုသူကဘယ်လိုလဲသူကတော့အပြင်ရနေပြီးတော့ အော်ဘလူးမပြရက်ခလူရတော့မဟုတ်ကျွန်တော်ရဲ့ဒီဘလူးသူရဲ့ဟိုဘက်ပေါ်တော့ဒီဘူးဘပေါ်တော့အဲဟိုဘက်ကိုတော်ပြီးတော့အဲအထက်ကအထက်ကခက်ပါရရတော့အဲ့တော့အပြင်ကတော့လုံးဝမျက်နှာပြင်အချောကြီးအချောကြီးအထူကြီးအထူကြီးဆိုအချောအဲ့ဒါလိုဒီလိုဒီလိုမျိုးဒီလိုမျိုးပေါ်တော့ဒီလိုအချောကြီးပဲရှိတာအဲ့လိုမျိုးအချောကြီးပဲရှိတဲ့ဟာကိုပြမယ်ကျွန်တော်တို့ကတော့အရာလဲဘာမှမရှိဘူးဘြောင်ကြီးနေတော့အဲ့ဒီဘြောင်ကြီးကိုကျွန်တော်တို့က ဖွင့်မှုကလည်းအရင်ခက်တယ်ပြီးရင်တကားကသူကအပြင်ကိုဆွဲဖွင့်မှရတဲ့ဟာဆိုလည်းအရာလည်းမရှိတော့တော်တော်လေးကိုကြာကြာလေးဖွင့်လိုက်ရတယ်တော်တော်ကြာကြာဖွင့်တော့ပွင့်သွားတဲ့အချိန်မှာကျွန်တော်အထဲကိုကျွန်တော်ကဝင်ရတယ်ဘောနော် မတော်ဟိုတုတ်တုတ်တုတ်ချင်ဝင်ရတယ်ဘောနော်ဘာတော့အများကြီးလုံးမလို့မရဘူးတော့ဒီလေရင်ကရေးဆက်ဆက်ချပြီနော် အကျဉ်းသားတွေအဲ့လိုလွတ်သွားပြီးမြင်တယ်သူတို့လင်းရမြင်ပါပဲမြင်နေမြင်နေတော့လင်းရရဲ့ဆက်ဆက်ကိုချတာအဲ့တော့အမြန်ဝင်ပြီးဆိုအဲ့မဲ့အထက်မှာဗာတွေ့လေဆိုစစ်သားတွေ စစ်သားတွေကသူတို့သူတို့ရဲ့တနက်ကလေးတွေလွယ်ပြီးဟိုးထောင်းအောင်သူကက်နေကြတယ်လားသူတို့ကြောက်လို့ကြောက်လို့တယ်လားသူတို့ကျွန်တော်တို့ပြင်တော့ပြစ်ပြီးတော့ကြောက်လို့တယ်ဗျဒါပေမဲ့တော်တော်ပါသိကျွန်တော်တို့တော်တော်များများဒီအကျဉ်းသားတွေသူတို့ဘာမှမလုပ်ဘူးတကယ်ဘာမှမလုပ်ဘူးသူကသူဟိုးတောက်တကယ်ထောင်းမှာအဲ့ပါလေထောင်းပိုင်ရဲ့အကြီးရုံးကနေမှဟိုးထောင်းမှာသူကက်နေတယ်သူကဟိုးထောင်းမှာတကယ်ကက်နေတာမျက်နှာငယ်လေးတယ်ဗျဒါပေမဲ့သူတို့ကဘာမှမလုပ်ပါဘူးဒါပေမဲ့ဒီအကျဉ်းသားတွေဘာလို့ဒီထောင်းမှာရှိရဲ့စာရေးစာတမ်းတွေအဲဒီဘယ်လိုမှကွန်ပျူတာတွေဘာတွေပေါ့နော်အကုန်လုံးဖောက်ပါလေဘယ်လိုလဲရိုက်ခွဲမီးရှို့ပြီးသူတို့ကပြောသေးတယ်လားဒါငါတို့ပတ်စံနဲ့ဝယ်တာဟုတ်တယ် အကျဉ်းသားပတ်စံလေးနဲ့ဒါတွေဝယ်ထားတယ်နော်နိုင်ငံတော်ပေးထားတယ်မဟုတ်ဘူးလေနိုင်ငံတော်ပေးတဲ့ပတ်စံကထောင်ပိုင်ရတယ်ဒီအောက်ကဝန်ထမ်းတွေရတယ်အဝန်ထမ်းတွေကလည်းအလိုပဲဒီဟာတွေလူဝယ်မဲ့ဟာကိုအကျဉ်းသားတွေရှေ့ပြန်ပြီးတော့ပြင်မလားနီးမျိုးစုံနဲ့ပတ်စံတောင်းတယ်တောင်းပြီးတော့သူတို့ကနီးမျိုးစုံနဲ့ဒီဟာတွေဝယ်ထည့်ထားဆိုသူတို့တွေကအကျဉ်းသားတွေကဘယ်လိုမှနာကြီးချက်တွေပေါ့နော်အဲ့ဒါတွေကသူတို့တွေကဆော့ဆော့တွေအကုန်လုံးရိုက်ခွဲမိရှုမိရှုပြီးတော့အကုန်လုံးသူတို့တွေကကျွန်တော်တို့ရဖြတ်ပြေးရမှာအဲ့မဲ့ကျွန်တော်တို့ဒီ main ပေါ့ဒီထောင်ဝင်းပေါ့ အဲ့ဒီဒီ main တကားဝါထွက်ထောင်ဝင်းကြီးထောင်ဝင်းကထောင်ဝင်းလေးရောက်ကိုဘုဘပြန်သွားတယ်လေအဲ့ရတော့ကျွန်တော်အမေဒီလမ်းပေါ်ရောက်လို့ရှိမှကျွန်တော်ကျွန်တော်ရဲ့စိတ်ခံစားချက်ပေါ့နော်ကျွန်တော်အဲ့လိုအပြုံကြည့်ရှင်မဘယ်မှာဟို1နေရမှာလား1တာမှာလားဆိုတော့ကိုကိုကိုမသိဘူးဘာလို့ဆိုတော့အပြင်မှာကြည့်လို့ဆိုလေ တေရဲ့လူတွေများတော့ဆိုမီကားတွေကလိုပဲဘိုက်တွေပွင့်ချောက်တွေပြက်လက်တွေပြက်ပြီးတေနေတဲ့လူတွေလည်းအများကြီးတွေ့တယ်။ပြီးရင်အပေါ်ကလင်ရက်လက်ချတယ်ဟိုအိမ်ကြီးကမီးလောင်ဒီငားလေးကမီးလောင်ဟိုအမီးလောင်မီးလောင်မီးလောင်မီးကိုလုံးကြီးကအများကြီးတက်နေပြီးတနက်တရရဲဆက်ဆက်ပြင့်နေတော့တော့ပုံနေရတယ်နော်ပြင့်နေတဲ့အချိန်ပြီးလင်ရက်လည်းအပေါ်ကလည်းရဲဆက်ဆက်လိုက်ပြီးတော့ချဲနေတဲ့အချိန်အဲ့မဲ့ကိုက ငါလွတ်သွားတာလားဒါမှမဟုတ်ငါတည်မာလားငါရှင်မာလားဆိုတာကို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 ဝေခွဲများတဲ့အချိန်ဒါပေမဲ့အပြင်လောကကြီးကိုမြင်လိုက်ရတဲ့အချိန်တော့လေဟိုတာယာနေတဲ့အချိန်မဟုတ်ဘူးကိုကိုလာပြီးတော့တည်မာကိုတငငယ်ချင်းပေါင်းနေတဲ့ကြိုဆိုနေတဲ့အချိန်လည်းမဟုတ်ဘူးလုံးဝလူသေးတွေအများကြီးနဲ့ဖြစ်နေတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီထဲကိုကျွန်တော်တို့ရအောင်ထွက်ပြေးခဲ့ရတယ်ပြီးပြီးတော့အဲ့မဲ့ဘလောက်တော်မှဒီ စောက်ချင်းရုပ်လဲဆိုရင်ကျွန်တော်တို့ပြီးတဲ့ဒီကျွန်တော်တို့ကဒီထောင်ဥပစာတွေပဲရှိရအောင်ထောင်ဥပစာတွေဝတ်ပြီးရအောင်ဘာလို့ထောင်ဥပစာတွေဝတ်ပြီးလဲဆိုတော့ဟိုဘက်အဖွဲ့တွေမှာကျွန်တော်တို့ဒီမှာဒီဘက်ကဒီစကားစလူတွေနဲ့မမအောင်လို့ထောင်ဥပစာဝတ်ပြီးရတယ်အဲကျွန်တော်တို့ကစုလူတွေကကျွန်တော်တိတ်မသိကြဘူးနော်အလံဖြူထောင်အလံဖြူထောင်အလံဖြူထောင်မပြတ်တော့ဆိုပြီးအလံထထောင်ကြအလံဖြူလဲထောင်ကိုလင်းရလိုက်ချေးပါလေရောကျွန်တော်တို့နောက်ကိုတောက်ချလိုက်ချေးတာအဲ့အချိန်မှာအကျဉ်းသားတော်တော်များများတည်သွားတယ်လင်ရရဲ့ဒီချဲတဲ့တော့ပေါင်900အားလေးလင်ရရဲ့ပေါင်900အားဆိုအဲ့ဒီ900အအောင်မခံနိုင်လို့အကျဉ်းသားတော်တော်များစွာကို တေးကြီးကိုပျက်စီးကုန်တယ်ပေါ့နော်ရာချီသေးသွားသေသွားကြရပါတော့အဲ့မဲ့ကျွန်တော်တို့ရဲ့ဒီနိုင်ငံကြီးအကျဉ်းသားရဲ့ကံကောင်းတဲ့ဒီထောင်ထဲမှာကြာမှလက်နက်ကြီးမှန်တာတော့ရှိတယ်ဒါပေမဲ့အဲတိဆုံသွားရတဲ့တော့မရှိခဲ့ဘူးပေါ့နော်အဲ့လိုမရှိရင်တော့လွတ်မြောက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အချိန်မှာကျွန်တော်တို့ကဘယ်သူမှကျွန်တော်တို့လာမခေါ်သေးဘူးတော့ပြင်းလွိုင်းပြင်းလွိုင်းနေပဲကျွန်တော်တို့အဲတိုက်အကြီးတနေရာမှာပေါင်းနေကြကျွန်တော်တို့လူတက်ပါပြောလဲငါတို့မင်းတို့အားလုံးဒီအဒီမှာရှိတဲ့လူအားလုံးပေါ့နော်ဘယ်နားလေးကနေရာကိုသွားပါဘယ်နေရာကိုသွားပါသူတို့လမ်းခေါ်ရမယ်ပေါ့နော်အဲ့ကျွန်တော်တို့ခေါ်ပါတယ်အဲခေါ်ပြီးအဲ့နေရာကိုကျွန်တော်တို့က ရောက်သွားခဲ့တယ်။အဲ့ဒီနေရာကျွန်တော်တို့ပြောလဲနိုင်ငံရေးအကျဉ်းသားဘသူတွေလဲနိုင်ငံရေးအကျဉ်းသားရဲ့ဆင်းခဲ့နိုင်ငံရေးအကျဉ်းသားကိုတည်တံ့ထားမယ်ဆိုရင်နိုင်ငံရေးအကျဉ်းသားတွေဆိုတည်တံ့အခြားနေရာကိုတစ်ခေါက်ပြင်ပြီးတော့ခေါ်ပါတယ်။ခေါ်ပြီးတော့ထားပြီးတော့အဲနှစ်နှစ်ရဲ့အတွင်းပေါ့နော်နှစ်ရဲ့အတွင်းမှာကျွန်တော်တို့တခြားမျိုးပြင်ပြီးတော့ခေါ်ပြီးတော့ရွှေ့ပါတယ်အတခြားမြို့မှာကျွန်တော်တို့ကအမေအဲတပတ်လောက်နေခဲ့ရပါတပတ်လောက်နေပြီးတော့ကျွန်တော်တို့တက်ဆိုင်ရပါတော့ဒီနေအတိတ်တည်းရတယ်ကျွန်တော်တို့ကိုပြန်လာခေါ်ပြီးတော့ကျွန်တော်တို့ကဒီတက်ဆိုင်ရနေရာတွေအားလုံးကိုရောက်သွားကြတယ်ပါတော့ အဲ့မဲ့ကျွန်တော်ပြောပြချင်တာတော့လေကျွန်တော်တို့ကိုထောင်ဝလွတ်တဲ့ချိန်မှာအဲကျွန်တော်ထောင်ဝထွက်တဲ့ချိန်တော့ကြားရပါတော့ဘယ်ဘူကြီးရဖွင့်ပေးတာဘယ်ဘူကြီးရဖွင့်ပေးတော့ဘယ်ဘူကြီးမှမဖွင့်ပေးပါဘူးအဲ့ဒါတွေကဆောက်စကားအပူပြောတာပါနော်ဘယ်ဘူကြီးမဖွင့်ပေးပါဘူးကျွန်တော်တို့ဒီအကျဉ်းသားတွေကပဲဒီထောင်တကားကြီးကိုမရမကရိုက်ဖြက်ပြီးရိုက်နှက်ပြီးတော့ဖွင့်ပြီးတော့အားလုံးက ထွက်ပြေးလာတာပါဘသူမှမလာပါဘူးသူတို့တွေရတော့မှအကျဉ်းသားတွေကိုအပေါ်ထက်ကနေပြီးတော့တနက်နေ့တော့မှလိုက်ပစ်ပြီးတော့တတ်ပါတယ်ဒါကိုသူတို့ကသူတို့ဖွင့်ပေးပါတယ်ဆိုပြီးတော့မျက်နှာကောင်းလုပ်တယ်ရဲ့လူတယောက်လည်းကျွန်တော်ကြားလိုက်ပါတယ်နာမည်မမှတ်မိတော့လို့ပေါ့နော်ဘသူမှဖွင့်ပေးတာမဟုတ်ပါဘူးအကျဉ်းသားတွေကိုယ်တိုင်ဖွင့်ပြီးတော့အကျဉ်းသားတွေကိုယ်တိုင်လွတ်မြောက်ပြီးတော့အားလုံးအပြင်ကိုပြန်ရောက်ခဲ့တာပေါ့နော်အဲအခုအချိန်ကြီးကျွန်တော်တို့ မတော်ဒီနိုင်ငံရေးအကျဉ်းသားများတချို့ဆိုရင်အဲဒီဆက်ပြီးတော့ဒီနိုင်ငံရေးကိုလုပ်နေတဲ့သူတွေလည်းရှိတယ်အဲဆက်မလုပ်တော့ဘဲနဲ့မတော်ဒီတိုင်းမှာမတော်ဒီတာမန်ပြည်သူဘဝတွေကိုရောက်သွားတဲ့သူတွေလည်းရှိတယ်လို့ပဲတခြားဒီနိုင်ငံခြားကိုရောက်သွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲဒါပေမဲ့ဒါကတော့သူတို့ရဲ့ခံယူချက်သူတို့တွေမှာတော့ကျွန်တော်ဘယ်သူမှကျွန်တော်အပြင်ပြောသူတို့တွေအများကြီးစူးစမ်းခဲ့ပြီးသွားပြီသူတို့အများကြီးသူတို့ရဲ့ဘဝသူတို့ရဲ့အသက်ကိုသူတို့ကရင်းနှီးပြီးတော့ပြေးဆက်ပြီးသွားပြီပေါ့နော်အဲဒါကြောင့်မလို့ဘယ်သူမှဘာမှမပြောချင်ပါဘူးဒါကတော့ကျွန်တော်ကတော့ဒီ ဒါရှိုးထောင်ပွင့်ပြီးတော့ထောင်ကနေပြီးတော့လွတ်သွားတဲ့အချိန်မှာအကျဉ်းသား2000ကျော်လွတ်မြောက်သွားတယ်ဆိုတဲ့အကြောင်းလေးကိုပြပြတာပေါ့နော်အဲအသေးစိတ်ကိုတော့ကျွန်တော်အရင်တော့ပြပြထားတဲ့အတွက်အသေးစိတ်ပြောတော့ပါဦးအားလုံးကျေးဇူးတင်ပါတယ်အခုလိုမနက်ထောင်ပြေကျေးဇူးများတင်ပါတယ်တတရခိုင်တွင်စစ်တပ်၏တိုက်ခိုက်မှုများအရှိန်မြင့်လာသည့်အပြင်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများတိုးမြင့်လာ၍စည်ရေးတတိရှိကြရန် AA ကတတိပေ ရခိုင်တွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများအရှိန်မြင့်လှုပ်ဆောင်နေသည့်အပြင်ပြည်သူများကိုဖမ်းဆီးမှုများတိုးမြင့်လာ၍စစ်ရေးတရရှိကြရန် AA ကတတိပေးချက်ထုတ်ပြန်လိုက်ပြီးရခိုင်ရှိပင်လယ်ကမ်းနီမြို့ရွာများမှပြည်သူများအနေဖြင့်ဖက်စစ်အကြမ်းဖက်စစ်ကောင်မရှင်၏ရေကြောင်းလေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးတတိထားကြပါရန်နှင့်စစ်ရေးတရရှိကြပါရန် AA ကတတိပေးလာခြင်းဖြစ်သည် စစ်တပ်ကလွန်ခဲ့သောနှစ်နှစ်တာကာလနီးပါးအတောအတွင်းရင်းတို့ဆုံးရှုံးခဲ့ရသည့်တည်ရင်တပ်မထာနာချုပ်တိုင်းဌာနချုပ်များပါဝင်စစ်ရေးနိုင်ငံရေးအရာအချက်ချာကြပြီးရင်းတို့ဆွတ်လုခဲ့ရသောနေရာအချို့မြို့ရက်ရွာများအားပြန်လည်သိမ်းပိုက်ရယူရန်အတွက်မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးများကိုပြုလုပ်နေခဲ့ဒီမှာကာလတန်ကြာခဲ့ပြီဖြစ်ကြောင်းအာရခဒေတာအတွင်း၌လည်းကြီးရေလေးပူးပေါင်းစစ်စင်ရေးများပြုလုပ်ကာအထူးသဖြင့်ကျောက်ဖြူတွင်ထိုးစစ်များကို2025ခုနှစ်မတ်လ3မှစတင်၍ကျင်းပများစွာပြ လုတ်ခဲ့တော့လဲထိရောက်မှုမရှိပဲအထီးခိုက်အကြဆုံးများကူတာရင်ဆိုင်နေရကြောင်းငါကပြောသည်အေးအေးနေဖြစ်လဲအာရခဒေတာအတွင်တိမ့်ပတ်ရန်ကြမ်းရှိနေသေးသောမြို့များကိုဆက်လက်တိမ့်ပတ်ရယူရန်စူးစမ်းနေသည့်အချိန်ဒပြိုင်နက်ထဲတွင်အာရခဒေတာနှင့်နေမြေချင်းထိဆက်လျက်ရှိသော မကွေးတိုင်း၊နှက်ရီကန်၊ပဲခူးတိုင်း၊ညောင်ကျိုးပြူဟာကုန်းနှင့်အေယာဝတီတိုင်းအဆက်လေးမျက်နှာမြို့နယ်တွင်တိုးနိုင်လဲရန်သူ၏ထိုးစစ်တိုင်းကိုကြမ်းကြမ်းခံ၍တံပြန်ထိုးစစ်ဆင်လျက်ရှိသောကြောင့် အဆိုပါနေရာများ၌တိုက်ပွဲများနေတိုင်းနီးပါးဖြစ်ပွားလျက်ရှိသည်ဟုသိရှိရသည်။